မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ UNESCO ဝင်ထားပြီဖြစ်တဲ့ထိုင်းနိုင်ငံရဲ့တကြံစုံခရံပွဲတော်ကိုကျွန်တော်နဲ့အတူတူတွားရောက်လည်ပတ်ကြမယ်ခင်ဗျာကျွန်တော်နှစ်ယောက်အတွက်ကတော့ဒီနှစ်ကဒုတိယမြောက်ထိုင်းနိုင်ငံမှာတကြံကြုံရတဲ့နှစ်ပေါ့နော်မနစ်ကတော့ထိုင်းနိုင်ငံကိုရောက်စားနေဖြစ်တဲ့အပြင်စုံခရံကိုလည်းတခါမှမလဲဘူးတာနဲ့ကျွန်တော်တို့နေရာတော်တော်များများဒီ ဆုံခရံပွဲတော့ပြုလုပ်တဲ့နာမည်ကြီးနေရာတော်တော်များများကျွန်တော်တို့ရောက်ခဲ့တယ်ပေါ့နော်ဒီနေ့တော့ကျွန်တော်တို့ပွဲအစနေမှာပဲစီလုံးမှာပြုလုပ်တဲ့လမ်းလျှောက်တကြံကိုတွားလည်มาပဲဖြစ်ပါတယ်ခင်ဗျာမနေ့ကလည်းကျွန်တော်တို့ဒီနေရာရောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့သူတို့ကမဟာဆုံခရံဆိုတဲ့ခေါင်းစဉ်နဲ့အညီထူးထူးခြားခြားရေကစားမန်တက်တွေပါထည့်ပေးထားပါတယ်ခင်ဗျာ ဘာလို့ထူးထူးခြားခြားလို့ပြောရတယ်လဲဆိုလို့ရှိရင်ဒီနှစ်မှာတော့တက်ဆိုင်ရာနာမည်ကြီးကုမ္ပဏီတွေကနေပြီးတော့ရေကစားမန်တက်တွေနဲ့အတူဖြော်ပြေးကဏ္ဍတွေထည့်သွင်းပေးထားလို့ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကရောဘာထူးခြားတယ်လဲလို့မေးစရာရှိတယ်ပေါ့နော်ဒီနိုင်ငံမှာကတခြားမှာရေကိုဝယ်ပေးရပါတယ်အဲ့ဒီအကြောင်းတွေကိုအနောက်မှာဆက်ပြောပြပါမယ်ခင်ဗျာ ျွန်တော်တို့လေလိုက်တာကစနေနေ့ပေါ့နော်နောက်ရက်ဒီဘယ်လိုလာမလဲမသိပေမဲ့ဒီနေ့ကျွန်တော်တို့မြင်လိုက်ရတဲ့မြင်ကွင်းကတော့မနေ့ကကျွန်တော်တို့မြင်လိုက်ရတဲ့မြင်ကွင်းနဲ့မတူပါဘူးခင်ဗျာဘာလို့လဲဆိုရင်ကျွန်တော်အထင်ဒီနေ့ကလူပိုနေတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်မနေ့ကတော့တအားနဲ့ကိုမှတိုးရပါတယ်ခင်ဗျာဒီနေ့တကြံမှာတို့အစိုးရထုတ်ထားတဲ့စီမင်းစကန်ကြီးအများကြီးရှိတယ်ပေါ့နော်အားလုံးသိကြတဲ့အတိုင်းမူပြီးတော့မောင်းတာတွေပြီးတော့အဖို့အချွတ်တွေတအားဆက်စီကြကြဝတ်တာတွေနောက်ပြီးတော့ ကိုကမကြိုက်မနစ်တက်ဖက်နဲ့ကိုရေလာပက်လို့ရှင်ရင်အာဒန်ကြီးဆောင်ရတာတွေအများကြီးအများကြီးပဲသူတို့အစိုးရထုတ်ပြန်ထားပါတယ်ဒီစီလိုမှာရှိတဲ့လမ်းလျှောက်တကြံမှာကအများဆုံးမြင်ရတာကတော့နဂါးနိုင်ငံကလူမျိုးတွေပေါ့နော်ဆက်စီကြကြဝတ်ပြီးတော့ပျော်ကြတာအော်ကြတာလဲသူတို့လူမျိုးတွေကိုပို့ပြီးတော့မြင်ရပါတယ်ကဲစကားမဆက်ဆရာဘုန်းကရေပြုတ်ဝင်နေဆိုလို့ရေပြုတ်ဝင်နေပါတယ်ခင်ဗျာ အခုကျွန်တော်မြင်နေမလားကျွန်တော်ပါမှာခြေထားတဲ့ဟာတွေကဒါသူတို့နိုင်ငံမှာတကြံကြရင်တုတ်လင်းပေးတဲ့ဟာတွေပေါ့နော်ကျွန်တော်မျက်နှာပေါ်မှာကဘယ်သူမှခြေထားတာမဟုတ်ပါဘူးကျွန်တော်ဖာသာကျွန်တော်ကောက်ပြီးတော့အိမ်သားလေးကရေဆိုနေတဲ့အလုံးလေးကိုကောက်ပြီးတော့ပုတ်ချပြီးတော့ကျွန်တော်ဖာသာကျွန်တော်ခြေထားတာပါကျွန်တော်ဘယ်သူမှလာမခြေပါဘူးခင်ဗျာဒီနိုင်ငံမှာကျွန်တော်အစမှပြောခဲ့တဲ့လိုမျိုးရေကိုဝယ်ပြီးတော့မှပိတ်ရပါတယ်နိုင်ငံသားဆိုလို့ရှိရင်တို့က7ဘတ်လောက်တောင်းပါတယ်တို့လူမျိုးတို့စကားပြောတယ်ဆိုလို့ရှိရင်တော့9ဘတ်လောက်ပဲတောင်းပါတယ်ခင်ဗျာ အဲ့တော့ကိုရီးယားအချင်းထက်မခံချင်းလို့ရှိရင်ငါ့ဘက်ပဲပြေးလိုက်ပါအဲ့ဒါဆိုလဲရပါတယ်ခင်ဗျာခုနဗီဒီယိုမှာကျွန်တော်မြင်လိုက်တယ်မဟုတ်လားအဲ့ဒါကပြောရရင်လန်တဘက်လောက်လမ်းလျှောက်လာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဘယ်သူမှရေပက်တယ်လို့မရှိပါဘူးခင်ဗျာအဲ့တော့ကျွန်တော်ကလန်တဘက်လောက်လျှောက်ခဲ့တာတောင်မှရေမဆိုသေးဘူးဆိုတဲ့သဘောပေါ့နော်အစမှပြောခဲ့တဲ့ထူးထူးခြားခြားရေကစားမန်တက်တွေရှိတယ်လို့ကျွန်တော်ပြောတယ်မဟုတ်လားအခုမြင်နေရတဲ့စင်ကာမန်တက်ကအဲ့ထက်ကတစ်ခုပေါ့နော်ဒီနိုင်ငံမှာကလေရေကိုဝယ်ပေးရတယ် ကိုကနေစပြီးတော့ပက်မှသာလင်တချို့တွေကကိုပြန်ပက်တယ်အဲ့လိုမှမဟုတ်လို့ရှင်ရေကစားမနှက်တွေကရေဖြန်းပြီးတဲ့အောက်မှာတွားနေမှသာရေဆိုရင်ဆိုမယ်ပေါ့နော်သူတို့နိုင်ငံကလူမျိုးတွေအားလုံးကလမ်းဘေးမှာရေကဲပုံကြီးတွေချပြီးတော့မှရေရောင်းစားပါတယ်စစ်ပတ်ကြီးကြီးတွေနဲ့ချောချောလတ်လတ်လူတွေအားလုံးကလည်းချောချောလတ်လတ်စစ်ပတ်ရှိတဲ့သူတွေကိုပဲရေလောင်းပါတယ်ခင်ဗျာအဲ့တော့တောင်တန်ယုံလူဆိုလို့ရှင်တော့ အာရေကစားမှန်းတဲ့အောက်ကိုတွိုင်းရင်တွားဒါမှမဟုတ်လို့ရှိရင် ကျွန်တော်တို့ဒီရေရောင်းတဲ့သူတွေကခွက်လေးနဲ့နည်း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 ပက်ပြန်လိုက်တဲ့ရေလောင်းခံရတာကိုပဲဆိုရင်ဆိုမယ်ပေါ့နော်မဟုတ်လို့ရှိရင်တို့တို့ကြံမှာရေဆိုးကခဲရမှာလေခင်ဗျာဒါကတော့အခုလမ်းလျှောက်တဲ့ကြံမှာနောက်ထပ်ထားပေးထားတဲ့ရေကစားမှန်းတဲ့ပဲဖြစ်ပါတယ် ဒီကရေကစားမှတ်တက်ဒီအလုံးအလုံးက DJ ပါပါတယ်အဲ့တော့ကတ်လို့ရပါတယ်ကျွန်တော်ကတော့လမ်းလျှောက်လာတာတဝက်ကျိုးပြီးရေအများကြီးမဆိုသေးလို့ဒီရှေ့မှာတွားပြီးတော့မှရေရှုခံလိုက်ပါတယ်ခင်ဗျာ ကဲကျွန်တော်တို့ရှောက်လာတဲ့တစ်ဖက်ကတော့လမ်းဆုံးပြီပဲဖြစ်ပါတယ်။နောက်ထပ်တစ်ဖက်ကိုကျွန်တော်တို့ပြန်ပြီးတော့မှတွေ့လည်ပါမယ်ခင်ဗျာ။တကြမှာတကောင်နဲ့အဖော်မဲ့နေတဲ့အာဟုပဲဖြစ်ပါတယ်ခင်ဗျာခေါ်တော်တောင်အေးမဆိုင်ပါဘူးခင်ဗျာ ကျွန်တော်တို့ဒီဘက်လည်းပြည်ပြီပေါ့နော်မပြောင်းလဲမပြောင်းချင်သေးရနဲ့မန်တက်ဒီအများကြီးတွေကမှဒီစင်ကာအလုပ်တဲ့မန်တက်ကအစီဆုံးနဲ့အာ DJ လည်းအကောင်းဆုံးဆိုတော့ကျွန်တော်ဒီမှာပဲဝင်ပြီးတော့မှနည်းနည်းပတ်ပတ်ကလည်းပါတယ်ခင်ဗျာ ါပဲခင်ဗျာနှစ်တက်မှာစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ